်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကို တင်ဆက်ပေးမှာပါရန်ကုန်တိုင်းအတွင်းမြို့နယ်အများစုမှာလျှက်စစ်မီးပေးတဲ့အချိန်တိုးလာတယ်လို့မီတာကားတွေလည်းအစမတန်ကျလာတယ်လို့မြို့ခံပြည်သူတွေစီကနေသိရပါဗျ။မြို့နယ်အများစုမှာမေလလယ်ပိုင်းကနေစတင်ပြီးလျှက်စစ်မီးပြတ်တာတွေယောနေသွားပြီးအလဲကျမီးပေးဖို့တတ်မှတ်ထားတဲ့အချိန်ထက်ကျော်ပြီးတော့မီးအုံပြုတ်ခွင့်ရနေရလို့ဆိုပါဗျ။ အရင်ကမီတာက3000လောက်ကျပေမဲ့ဒီတလမှာတော့မီတာက8000အထိကျနေလို့မီးကိုချွေတာသုံးနေရတယ်လို့တငန်းကျုံမြို့နယ်မှာနေထိုင်သူတယောက်ကပြောပါတယ်။စစ်ကောင်စီလျှက်စစ်ဌာနကနေမီးပေးမဲ့အစီအစဉ်နောက်ဆုံးအတိပေးထုတ်ပြန်ထားတဲ့အုပ်စုနှစ်စုခွဲထားပြီး၄နာရီပေး၄နာရီဖြတ်ဖို့ရတာသတ်မှတ်ထားပေမဲ့အများစုကတော့မီးဖြတ်တာမရှိပဲဇက်တိုက်အသုံးပြုခွင့်ရနေတယ်လို့ရုတ်တရက်မီးပြတ်သွားတာမျိုးရှိတယ်လို့မြို့ခံတွေကပြောပါတယ်။ အာနာသိစစ်ကောင်စီကလျှက်စစ်မီးကိုလုံလောက်အောင်မပေးနိုင်ပေမဲ့မီတာကားကိုလူနေအိမ်တွေအတွက်၂ဆနီးပါးလုပ်ငန်းသုံးနေအတွက်၃ဆနီးပါးတိုးမြင့်သတ်မှတ်ထားတာကိုမှတ်တမ်းတွေရသိရပါတယ်ရှင်။ DNL တအန်းတက်ထိန်းချုပ်ထားတဲ့နောင်ချုံမြို့ကိုစစ်ကောင်စီကပြန်လည်သိမ်းပိုက်နိုင်ခဲ့ရင်ကြောင်မဲမြို့မှာလက်ရှိနေထိုင်နေတဲ့ပြည်သူတချို့ဟာကြိုတင်တိတ်ဆောင်သွားရမယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စော်ဦးသတင်းပေးပို့ထားတာပါရှင် မလေးတိုင်းနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုတရားနာနေတအန်းတက်ကလက်ရှိထိန်းချုပ်ထားပါလေစစ်ကောင်စီတပ်ဟာနောင်ချုံမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့လေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ကူအစပ်တံယူပြီးမြေပြင်အင်အားအလုံးနဲ့ထိုးစစ်ဆင်နေတာဆိုရင်2025နှစ်စပိုင်းကဖြစ်ပါလေလက်ရှိစစ်ကောင်စီတပ်ဟာနောင်ချုံမြို့နဲ့ငားမိုင်ခွာလောက်ကိုထိုးဖောက်လာနိုင်ပြီးနှစ်ဖက်တိုက်ပွဲတွေလည်းပြင်းထန်နေပါလေ နောင်ချုံမြို့ကသာစစ်ကောင်စီပြန်သိမ်းသွားနိုင်ခဲ့ရင်နောင်ချုံမြို့နယ်နဲ့ထိစပ်နေပြီးမန္လေးလာရှိုးမူဆယ်ပြည်တော်စုလမ်းပိုင်းမှာရှိတဲ့ကြောင်မဲမြို့ဟာ လုံကြုံရေးစိတ်မချရတော့တာကြောင့်မြို့နေပြည်သူတို့ချို့ဟာကြိုတင်တင်းရှောင်သွားဖို့ရှိနေတယ်လို့ဆိုပါတယ် နောင်ချူရပါဝဲလို့ဆိုလို့ရှိရင်ကြောက်မဲဆိုတာမလွယ်ဘူးဆိုတဲ့အတူရအားလုံးရှိသားတယ်။နောင်ချူရသွားရင်ငါတို့ကြောက်မဲတော့လက်နက်ကြီးတကမ်းဖြစ်သွားရင်လေဒီလူကအဲ့လိုတွေးရပါ။အဲ့ဒါဆိုရင်တော့သူတို့ကြောင်ရမယ်။ကြောက်မဲမျိုးကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီမဲ့မျိုးဟာ ဖုံးလိုက်မရတာကလွဲရင် ပုံမှန်ဒီပါ ပြန်လဲစီကားနေတာပါ။ဒေတာရင်းခီးတဲ့တင်ရင်လိုက်နေလေပြန်လဲပြေးဆွဲနေပြီလို့ဆိုပါတယ်။ဟုတ်ပါနောက်ချိုးဘက်တိုက်ဝဲပြီးတော့ဒီဘက်ကတော့တိုက်ပြီးအများကြီးမလဲသေးဘူး။ ကြောင်ဝဲဘက်ကတော့အကုန်ကောင်းပါလေ live ရတာတခုပဲသူများတိုက်တာကိုဆိုလူနိုင်လေးပါညာရေးရှိလုပ်ငန်းတွေကတော့ပုံမှန်ပဲကားဆရာတွေတော့လာတယ်တဲ့အကုန်လုံးကားတွေဖြတ်တယ်ခေါ်လွေနဲ့ကားစိမ်းတော့ပြန်ထွက်နေလာရှုကြောင်ဝဲနေချင်းပြန်ကြောင်မဲမျိုးကိုတရားနာနေတအန်တက်နဲ့ PDF ပူပေါင်းတက်တွေက1029ခုစစ်စီဒုတိယပိုင်း2024ဩဂုတ်လမှာတင်ပိုက်ခဲ့တာပါစစ်တပ်ကအာဏာမသိမ်းခင်ကတည်းကကြောင်မဲမျိုးနယ်အတွင်းမှာတရားနာနေတအန်တက်အပြင် SSPB SSC နဲ့ ASIAS SSC ရှမ်းတက်တွေဟာလည်းနယ်မြေအပိုင်းခြားနဲ့လှုပ်ရှားစူမူထိမ့်ချုပ်ထားတာတွေရှိပါလေ။တရားနာနဲ့တအန်းတက်နဲ့ ASIAS ရှမ်းတက်တွေကြားလဲထိထိတိုက်ပွဲတွေဖြစ်ခဲ့မှုပါလေ။ကျွန်တော်ခွန်စော်ဦးပါ။ဟုတ်ကဲ့ပါ PNI နေမြဟာတီးကြလွတ်လပ်တဲ့အကြောင်း ပြည်ရရှာနဲ့မြမဘရင်ကိုစလဲတို့လက်မှတ်ရေးထိုးခဲ့ကြတဲ့1885ခုနှစ်ဂျွန်လ22ရက်ကိုကရင်နီမျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပတာပါဒီကနေ့တော့ကျွန်တော်တို့ကျေးပါရတဲ့အကြောင်းချင်းဟာကျွန်တော်တို့ကရင်နီရဲ့အမျိုးသားနေ့လို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမိကြီးရအစိုးရတွေနဲ့ကျွန်တော်တို့ပမာပြည်မကြီးတို့နဲ့ဟို ကျွန်တော်ခရနီပြေကိုသိချလို့လာပါတယ်ဆိုတော့အကြောင်းကိုဟိုတောဆုပ်ပြီးတော့ကျွန်တော်တို့အတိမပြုတ်ခဲ့တဲ့ခရနီရဲ့အမျိုးသားနေ့လို့ကျွန်တော်တို့ဒီမှာပြုတ်ရတာပေါ့နော်အဲ့ဒါဒါတော့ချေချုပ်နဲ့ပျော်ပါရစေပေါ့နော်ခရနီတမန်ကျောင်းဆန်ရရိုးရယဉ်ကျေးမှုဟောပြောပွဲတွေကိုလည်းပြုတ်လုခဲ့ကြပါတယ်အမှုနှစ်ဖက်သဘောတူချုပ်ဆိုသည့်စာချုပ်အရဒီနေ့ပြေကို မိသူတူတယောက်ကမြစီမံခတ်ခွဲတဲ့နေ့မှတစ်ခါဒီလိုမျိုးပါလို့ချင်းချင်းတွေပြန်ဆောင်ကြတာ တော်တော်လေးဟိုပါဗောနော်ကြည်သူရှာကောင်းပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဟိုပါဒီခရီးနီထဲမှာမျိုးနယ်စုရအများကြီးရှိရလေနော်ဒီလိုမျိုးနယ်စုတွေကလည်းအချင်းချင်းတွေ့ကြောက်ဟိုကကျမတို့ဒီလိုတနစ်မှတစ်ခါကိုရဲ့ရိုးရာအဝတ်အစားတွေဝေးပြီးမှဒီလိုမျိုးပါနော်ကိုတန်းနေလာလဲဆိုတော့ပြန်မှတတိယစီဖို့ပဲရဲ့အဲ့ဒါမျိုးပေါ့နော်အာပြအမရက်စီတာပေါ့နော်ကရင်နီဒေသချင်းနေစုပေါင်းအကတွေနဲ့လည်း ျော်ပြေသွားခဲ့ကြပါတယ်ခုကျွန်တော်တို့ဒီအကျင့်ပါတဲ့ greening ပြာ50ချိန်မြောက် greening မျိုးသားနဲ့ဟိုနှစ်စင်းနေတိုင်းကျွန်တော်တို့ကျင့်ပါရတာတော့ဟိုကရေပါတော့ဟိုထိုင်းကရေဟိုပြည်နယ်ကရေဟိုဘုဖက်မဏိကရေပါတော့အခုဒီနိုင်ငံခြားမှာရောက်တော့နှစ်စင်းနေတိုင်းကျင့်ပါရတဲ့ အချိန်တမရပေါ့နော်အဲ့လိုမျိုးတက်ရလာတဲ့ကျွန်တော်တို့ရဲ့မိဘရွှေမျိုးနောက်ကျွန်တော်ကောင်းဆောင်နေနောက်နိုင်ငံခြားသားတွေအားလုံးမြင်ရတွေ့ရတဲ့အတွက်ပေါ့နော်တော်လေးစိတ်အားအဲ့ဒါတော့ခွန်အားရှိလာတာပေါ့နော်ဟုတ်ဘလို့ပြောမယ်ဒီကျွန်တော်ဂရီနီယံမျိုးသားနေဆိုတဲ့ခါကျတော့လေဒါကိုကျွန်တော်ဂရီနီယံမျိုးသားလို့အတွက်ညတူနေမြခြေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ဟိုဒီမရဝဲဖြစ်ဖြစ်ရနေဖြစ်ဖြစ်ပေါ့ဒါမဖြစ်မဖြစ်မရှိမဖြစ်ပေါ့လေကျွန်တော်တဲ့ရှိဖြစ်တယ်ဂိုလန်ကော်ယူလဲဝါလဝါဝါတာမာတယ်မဲလ်ဘုန်းမြို့ကအချိန်တရ90မြောက်ကရင်နီမျိုးသားနေအခမ်းအနားကိုဩစတြေးလျနိုင်ငံရောက်ကရင်နီမိသားစုတွေဖိတ်ကြားထားတဲ့ဒေသဆိုင်ရာဩစတြေးလျအာဏာပိုင်တွေလည်းတက်ရောက်လာကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ Thank you so much to the Melbourne Junior Group for their wonderful Gia dance. It was very nice to see our younger generations embracing their culture and doing such an amazing dance. Si ake Melbourne puta deus pa la taka nero. ဣသရေလစစ်တပ်ဟာအီရန်အစိုးရရဲ့အဓိကစစ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့တီအီရန်မှာရှိတဲ့ပြည်တွင်းလုံခြုံရေးရန်ညရဲ့အီရန်အထူးတပ်ဖွဲ့ဌာနချုပ်ကိုတိုက်ခိုက်ခဲ့ကြောင်းဣသရေလစစ်တပ်ပြောရေးဆိုခွင့်ရှိသူအဖီဒက်ဖရင်ကဂျွန်လ19ရက်နေ့မှာပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုတွေနဲ့တပြိုင်တည်းဂျက်တိုက်လေရင်တွေဟာထောက်လန်ရေးဌာနရဲ့ညွှန်ကြားမှုအတိုင်းမြေပြင်မှမြေပြင်ပြစ်ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့အပြစ်သက်ခဲ့တယ်လို့ဆိုပါရယ်။ အစ္စရေးအားအီရန်အစိုးရရဲ့မဟာဗျူဟာမြောက်စွမ်းဆောင်နိုင်မှုတွေကိုဆက်လက်ညှင်းဆို့ထားပြီးအစ္စရေးနိုင်ငံသားတွေအပေါ်ချိန်ချောက်မှုကိုလျှော့ချတာလို့လည်းပြောထားပါဗျ။ကြာတာပရင်းနေ့ညနေခင်းနောက်ပိုင်းမှာအီရန်မီဒီယာတွေကလေကြောင်းရန်ကာကွယ်ရေးတွေကတီဟီရန်မြောက်ပိုင်းမှာရန်လုံနေတဲ့ပစ်မှတ်တွေကိုတုံ့ပြန်တိုက်ခိုက်နေကြောင်းဖော်ပြထားပါဗျ။အစ္စရေးအားကြာတာပရင်းနေ့ကအီရန်နိုင်ငံရှိနျူကလ িয়ার ပစ်မှတ်တွေကိုဘုံကျဲခဲ့ပြီးအီရန်ကလည်းအစ္စရေးကိုဒုံးကျည်တွေ drone တွေနဲ့ပစ်ခတ်ခဲ့ပါဗျ။ အဲ့ဒီပြစ်ခတ်မှုသတင်းတစ်ပတ်ကြာ လေချောင်းစစ်ပွဲအချိန်မြင့်လာချိန်မှာတဖက်ဖက်ကစစ်ပွဲကနေထွက်ခွာမဲ့ဗျူဟာကိုလက္ခဏာမပြသေးပါဘူးရှင်။ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒီမှာကတော့ဝန်ဒီပါ။